င်္ဂလာပါရှင်ကျမတို့ရဲ့ Rewoo Family YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ကျမတို့နေ့ဖပြမယ့်စာအုပ်လေးကတော့ဆီယမ်မဂျာနေကျော်မမလေးရေးသားထားတဲ့ကဘာမီဝဲဆိုတဲ့စာအုပ်ကလေးရဲ့အခန်းဆက်ပဲဖြစ်ပါရရှင်တဲနောက်ဖေးမှာကြည်လိုက်လျင်လဲခွက်တွေမှာမျော်၍မဆုံးအောင်ရှိလေသည်ဟွာနွေကြီး လှနွယ်သည်တနခါပဲကြာလူပြီးခေါင်းမောင်းပေါင်းနေလေသည်တဲနောက်ဖဲမှဒေါ်ပုအတန်ကြာ၍ကြပြာကြာလှုပ်ရသည်ဒေါ်သဲမြေမှနောက်ဖေးတွင်ပဲပြုံနေသည်မြ мян လောဟဲ့ဟိုတချံငေါလိုက်သည်မိုးလင်းစာမိုးတက်လေသည်ပက်ဖြန်း၍နေသည်မိုးတဲတဲရွာချာဆန်းမှာဟုလှနွယ်ကတောင်းတသည် ထမိန်ကိုဒူးစင်အထိမြဲမြဲဝတ်လျက်လာပါပြီအမေဟိုပြန်អော်လေသည်လှနွယ်သည် ထမင်းချိုင်းနှင့်အတူမိဘအောင်မှ မုတ်တတာဘူးကိုမယောင်မလဲထုတ်၍နောက်ဖေးမှ ပြေးစင်းသွားလေသည် တဲနောက်ဘေးတွင် ခမောက်ကိုကြီးဆောင်းထားသည့်မိန်းကလေးတွေဂရူးကိုကြီးဆောင်းထားသည့်မိန်းမကြီးတွေအဆူအဝေးနှင့်ရောက်လျက်မိုးရေများကြားထဲမှလယ်ထဲသို့တွားနေကြသည်လှနယ်သည်ဒေါ်ပူးနှင့်အတူလိုက်သွားသည်ဒေါ်ပူးမှလှနယ်ဤအတော်ဖြစ်သည်ကလေးတစ်ဖက်ဖြစ်နေ၍လဲတဲ့တွင်နေဝက်သာယာယီစင်းဆိုင်နိုင်သည် ကောက်ပင်ဆိုင်နီးဆိုင်ပုံကိုဒေါ်ပူးကလက်ထံပြပေးမိဖြစ်၍ဒေါ်ပူးထံမှတင်ရတော်မူနေစားဆိုင်ကြမိကောက်ဆိုင်သမားများကယာယီသမားနှင့်ရောမဆိုင်ရပဲတက်တက်ဆိုင်ရသည်လဲခွက်ထဲတွင် မျိုးပေါများကို အစီလိုက်ဟိုတစည်းဒီတစည်းခြာထားသည် ရှာရီဆိုင်သည့်လက်ွက်ထဲ၌မျိုးပေါ်များ၏အဖျားတွင်နှီးနှင့်စည်း၍ထောင်းထားပြီးမျိုးစည်းထိတ်တွင် ကရုတ်တိုင်ချောင်းများကိုတပေါ်တချောင်းကြအမှန်အသားလောက်ခါထိုးဆိုင်ထားသည်လှနွယ်သည်ကစင်းရိုးပေါ်တွင် မုတ်တတာဘူးနှင့်ထမင်းကြိုင်ကိုတင်ထားခဲ့သည် အမေပြောသည့်အတိုင်းဘေးကကြာနေသည့်အစားနှစ်ဖက်ကို ပဇက်နှင့်လဲပင်လုံအောင်ဖုံးချီလိုက်ခါလဲခွက်ထဲသို့ဒေါ်ပူနောက်မှဆင်းလိုက်လာသည်လဲခွက်ထဲသို့ခြေချလိုက်သည့်အခါတမန်းမြေထဲ၌ခြေမျက်စီအထိမြုပ်သွားသည်လဲခွက်ထဲရှိရေတို့ကခြေစလုံးတဝက်လောက်ရှိလေသည်လှွန်ွယ်စူတောင်းသည့်အတိုင်းပင်မိုးမှာတဲလာတော်သည်မိုးတဲလျင်လေလဲထန်၍လာလေသည် ကွင်းမြင်ကြီးဖြစ်၍အစီအတာမရှိပေ။ဒေါဘုသည် မျိုးစည်းကကျိုးကိုဖြတ်၍ဒုတ်ချောင်းကို မျိုးစည်းတစည်းတွင်တွားဆိုင်ထားလိုက်သည်။လှလွယ်မှာဒေါဘုလှုပ်သလို မျိုးပေါ်မှကျိုးကိုလိုက်ဖြုတ်သည်။ဒီမှာကြည့်ဟဲ့။ဟောဒီကစင်းကခေါင်းချပြီးကိုငန်းနဲ့ကိုဆိုက်ရမယ်။ဆိုက်တဲ့အခါတရောင်သုံးပင်အကွာဝေးဆိုက်ရမယ်။ တော်ဘူးသည် ရေတန်းတွင်မျောနေသည်မျိုးပေါ်ထဲမှ မျိုးပေများကိုဘဲလဲနှင့်လက်တဆုပ်ကုန်းယူလိုက်ပြီးလျင်ဖင်ညီအောင်မျိုးမြစ်တွေကိုညာလဝါနှင့်စောင့်ညှိပေးလိုက်သည် နောက်မှခါးကိုကုန်းလိုက်ခါမျိုးပြင်တွင်ညီညီစုပ်ကင်ထားသည့်ဘဲလက်ကိုဒူးပေါ်တွင်မှေးတင်လျက်မျိုးပြင်များနှစ်ပင်စသုံးပင်စလမ်းမနှင့်ဖန်၍ပေးလေသည်ကိုတစ်ဖက်ကဆွဲယူလျက်မြေတွင်ထိုးဆိုင်သွားသည် ကုန်း၍ဆိုင်ရာတွင်လက်တပြန့်အမီအလျား3000လောက်နေရာကိုခါးနှွယ်ပြီးဘဲပြန်ညာပြန်ရင်းဆိုင်သွားလေသည် ဘဲပြန်ညာပြန်ရင်းလာသည့်အခါတိုင်းခြေတစ်ဖက်မှာဘဲပြန်ညာပြန်နှောက်ဆုံနှောက်ဆုံသွားလေသည်ရှေတူးပေါ်တွင်မျိုးပတ်ကိုင်းသောလက်ကိုမှီးလျက်နောက်တူးကိုဖြောင်ဆန်ထားသည်လှနှွယ်မှာအင်မတန်စိတ်ဝင်စားနေသည်ဒေါ်ပုလုတ်သည်ကိုတေးသေးချာချာစိုက်ကြည့်နေလေသည် ကောင်းဆိုင်နေသည့်ဟံမှာ ကိုနေမခိုးတရို့နှင့်ကြည်လိုကောင်းသည်ဟုပင်ထင်မိသည် တခါဆိုင်ရင်နှစ်ပင်သုံးပင်ဘူးဆိုင်ရတယ်။တပင်တင်ရင်တပင်ရှင်အောင်အပင်တွေကိုတန်းစီဆိုင်သွားတဲ့အခါနောက်တန်းကျတော့ပထမအတန်းနဲ့ညီညီလိုက်မဆိုင်ရဘူး။ဖိုကနောက်ဆိုင်ဆိုင်ရတယ်။ညီညီလိုက်ဆိုင်ရင်လေမဝင်နိုင်ဘူး။ဖိုကနောက်ဆိုင်ပြီးဆိုင်မှလေဝင်မောက်ရပြီးတော့အပင်တန်နေ။ဒီမှာကြည့်ဒီလိုဆိုင်ကောက်ဆိုင်သည့်အလုံးမှာ အပြုံးလွယ်သလောက်အလုံးမလွယ်လာပဲ ကုံ၍စိုက်သည့်အခါခါတနှဲ့စာကောက်ဆိုင်အခေါ်တငန်းတွင် ကောက်ပေများကိုဖိုးကနောင်းဆိုင်ကအကွက်လဲအောင်စိုက်တက်ရသည်လှလွယ်သည် စူးစူးဆိုင်ဆိုင်ကြည့်နေပြီးမှဒေါ်ပုပြသည့်ဤအတိုင်းကောက်ပေတို့ကိုတမန်းမြေထဲသို့ထိုးဆိုင်သွားလေသည် သုံးနှန်းလောက်ရသောအခါကောက်ပေများမှဟိုရိုင်းသည်ထိုးနှင့်လက်ရှက်ထိုးသည်လိုရှုံနေလေသည်လှလွယ် နင်းဟာကဒီလိုမဟုတ်ဘူးအပင်လေးတွေကငိုက်နေရတယ်မရှုပ်ရဘူးလဲငါးလုံးတဲ့သူကကဒင်းပေါ်ပါပေးပြီးငန်းကိုကြိတ်လိုက်တာနဲ့ကောက်ဆိုင်တက်တယ်မတက်ဘူးသိတယ်အဲ့လိုဖြစ်အောင်ပြန်ဆိုင်မိုးတန်လေးတန်တွေထဲမှာတော်ဘူးကအော်ဟိ၍တင်ပြောပြောနေသည်လှနွယ်မှာပြန်ဆိုင်ရ၍လဲနင်းနေမှာစိတ်မပြတ်ပြီး ကောင်းဆိုင်မမြန်ရင်သာရှိရမည်မတူတူအောင်တော့ဂယုတဆိုင်စူးစားပြီးလိုက်ဆိုင်လေသည် တကိုယ်လုံးရွှဲရွှဲဆိုနေသည် ချမ်းရမှန်းလည်းမသိပေတဖက်လေခွက်ကနေစားမင်းမဖော်များကိုလှမ်းကြည့်ကမြဲမြံသူတို့နှင့်အတူရောဆိုင်နိုင်အောင်တက်ချင်သည့်စိတ်မှာအားကြမခံပြင်းထန်နေလေသည်မျိုးနှစ်ပေါလောက်ကြာသွားသောအခါခါဆန့်လိုက်လေသည် ခါမှာချီနေလေသည် နောက်တစ်ခါခါကိုမဆန်းဝင်တော့ပဲကုန်းနေတာကားမှာသူ့အရှိန်နေသူတော်သေးသည်ဟုမှတ်ထင်မိသည်လှနွယ်သည် တေးတံကိုနားဆွင့်လျက်စိုက်နေပေသည် မိုးတက်လေကြားထဲမှာတေးသချင်းတံများ ထွက်လာလေသည် လဲသမားဘဝဆံရအောင်လုပ်နေတော့လေစားတော့ဆံဖြူကိုမစားရပဲဆံချမ်းဆံနီကိုသာစားရပါသလားစသည်ဖြင့်နားထဲတွင်ကြားလိုက်ရသောလဲသမားတစ်ချင်းဤအ내ကိုထောက်၍သူနားလေသလိုစဉ်းစားကြရင်လက်ကလည်းတွင်တွင်ဖိဆိုင်နေပေသည်လေွယ်ထဲ၌ညီးကြသောတေးတန်သားတို့မှတယောက်ဆိုလျင်တံပြိုင်လိုက်ပြီးဆိုကြသည် ပင်ပန်းကြီးစွာညောင်းချီနေအောင်ကုန်းဆိုင်နေရသဖြင့်မေးပြောင်နိုင်စေခြင်းမှာတေးဆိုဖို့သာဖြစ်သည်။ဟွှဲ့နွယ်သည်တံပြိုင်လိုက်၍ဆိုတန်ကြကြခြင်းတူပါလိုက်၍ဆိုတော့သည်။ငတ်လိုက်ဟဲပြက်လိုက်ဟဲကန်ဆိုင်တဲ့ဒီအထဲမဲတထွာကြုံငယ်နေမလုံးချုံပြန်နေ လွတ်လည်ရေးကိုတက်နေလေကရဲပေါ်တွင်လဲကျွေးခဲ့ရတယ်။ကျုပ်တို့လဲသမားမှာထဲသွားနေတော့မကင်နိုင်ပါဘူးတကယ်။လှနွယ်ကောင်းကောင်းဆိုင်ဒီနေ့ဘယ်လောက်မှမရရင်နေပါစေဖြစ်အောင်ဆိုင်ဟိ။ဒေါ်ဘူးကတစ်ချက်တစ်ချက်អော်၍တတိပေးလေသည်။စိတ်ချဒေါ်လေးလှနွယ်ကတချင်းဆိုရာမှကုန်းអော်ပြောလိုက်သည်။ လှလွယ်သည်မျိုးတပေါ်ကုန်လျင်ကောက်ပင်များကို အရေးတကြီးကြီးနှင့်ကြီးမဝရှုမဝဖြစ်နေပေသည် တခါမှဒီလောက်တောင်စိတ်မပျော်ရွှင်ဘူး၍တခြင်းကိုအော်ဆိုပြန်လေသည်တချင်းဆုံးသွားလျင် ဖုံးကြီးမျက်နှာကို ပြေး၍ကွက်ခနဲသတိရလိုက်သည်။ကောက်ဖတ်တစ်ဖက်ဟာဗရီးတလုံးစိတ်တလို့ပဲကုသူရတယ်တဲ့။အဘကဟုတ်ပါဘူး။ ဖုန်းကြီးကပြောလိုက်တယ်။ဒီအပင်လေးတွေကစပားတွေရမယ်။စပားလေးတွေက ဆန်တွေရမယ်။ဆန်ဟာအသက်သွေးခဲတယ်။အားလုံးအားလုံးစားကြဖို့ကောင်းကောင်းစိုက်နေပါတယ်။ဒီကုတို့ကြောင့်လဲကလေးတစ်ကွက်လောက်ပိုင်ရပါစေတော့။လှလွယ်သည်ခြေနဲ့စွာရှယ်လိုက်လေသည် လှနွယ်ဤနားထဲတွင်လဲရှိတုံးကလဲလုံးတုံးကဆိုသောစကားကို အခါပေါင်းမရေတွက်နိုင်အောင်အမိထံမှကြားခဲ့ရသည်လဲရှိတုံးကဝိခေတာတွေလဲရှိတုံးကစားခဲ့တာတွေလဲလုံးတုံးကလှူခဲ့တာတွေဓာတွေကိုအမေပြောလို့သာကြာဘူးနာဝရှိရသည် ထိုစဉ်ကလူဖြစ်ဆရှိသေး၍နည်းနည်းလေးမှမမတ်မိတာနာတာပဲဟုအောင်းမိရတော်သည်ငငယ်တုန်းက ရွှေနဒန်သီးလေးဆွဲထားပေးတာကိုလည်းကြားဘူးယုံကြားခဲ့သည် ရွှေစင်ထားတာ ကိုကိုကိုမမြင်ဘူး၍မျက်လုံးများမေးစင်းလျက်ရွှေနှစ်ဆွဲနှင့်ရုပ်ကိုမနှဲလိုက်မှန်းကြည့်ရသည် လှနွယ်လူမန်းမသိသည့်အရွယ်ကလှနွယ်အဖိုးဘာမှအသုံးမကျချေရခုလူမန်းသိသည့်အရွယ်မှာလဲလှနွယ်အဖိုးဘာမှအသုံးမကျပြီဆန်းဆန်းပြားပြားမြင်လျင်ကိုနှစ်မတန်မှန်တည်ရသည် အဖိုးတိုင်အဖိုးတန်မြင်လျင်ကို့အရာမဟုတ်မှန်တည်ရသည်ဒီလိုသိသည့်လူမန်းသိသည့်အရွယ်ဖြစ်နေသည် ဝေကောင်းစားလာရွှေတွဲလဲနှင့် ို့ထည့်တာတဲ့ရွေးဒူတန်းသူတွေကိုမြင်လျင်လှနှွယ်မှာငေးလျက်လဲရှိတုန်းကဒါနေ့ပဲပြီးလိုက်ရတော့သည်ဒါနေ့ပဲပျောက်သွားတော့သည်ပျောက်သွားသည်ဆိုတော့လေအစင်အမြဲမဟုတ် အရာဝတ္ထုကို တက်မှတ်သောစိတ်ကလေးကနှိုးဆွပေးလျင်လဲရှိတုံးကအတိတ်မှာပြန်ပေါ်လာလေသည် အတိတ်မှာအကြောင်းပြု၍စိတ်ဆန္ဒအရာ အနာကက်လန်းစာပါအဆအနာပေါ်လာရလေသည်လဲသာရှိလျင်လဲများရှိလျင်ဆိုသည့်အသည့်သည်အမြင်သည့်မှာ တရေရေထင်လာသည်ဘာလိုခြင်းလိုခြင်းဘာဝဲခြင်းဝဲခြင်းလှနွယ်လိုခြင်းသည့်အရာဝတ္ထုပစ္စည်းများမှာလဲွက်ထဲကမြေကြီးထဲတွင် ရှိမှန်တစားစာရိမ့်မိလာသည် တနေ့ထက်တနေ့နာရီဝကအတော်အတန်နားလည်မှတ်သားမိပြီးဖြစ်ပေသည်လှနွယ်သည်လဲများရှိရင်ဟုသိမြင်လာကလေးကလဲကိုစုံမတ်လာသည်လဲလှုပ်ခြင်းသည်လဲလိုခြင်းသည်လဲကိုချစ်နေသည်လဲလဲလှနွယ်ခင်တွယ်နေသည်လဲလဲတဲကိုတော့ရောက်ပြီးကောက်ပင်တွေလဲစိုက်နေပြီးကောက်နှံတွေမှာကောက်သီးတွေထွက်လိမ့်မည် သို့တော့သူဆိုင်လိုက်သည့်အသီးတွေမှာသူ့အသီးတွေမဟုတ်သူနဲ့ဘာမှမဆိုင်တထေးရဲ့လေထို့ကြောင့်ဖုန်ကြီးကကုသိုလ်ရမည်ပြောလိုက်ခြင်းကိုလဲကလေးတကွက်လောက်ပိုင်ရပါစေတော့ဟုလှိုက်လိုက်လဲလဲဆူတောင်းလိုက်သည်လှွနွယ်သည်ရေးဆက်လက်နှင့်မြတင်တို့တဲနောက်ဖေးကဲလာပေါင်း၌ရက်ခါမြတင်ဟုလှမ်းခေါ်လိုက်သည် ဆောင်းကောင်းမီခြုံ၍အိတ်နေသောမြတင်သည်လှွနှွယ်အတန်ကြား၍ဆောင်းကိုမျက်နှာအုပ်ခါကဲလားပေါက်ကိုမော့လံကြည့်လိုက်သည် ခမောက်ဆောင်းထားသည်လှွနှွယ်ဤခေါင်းတစ်ပိုင်းမှာကဲလားပေါက်တွင် မိုးနေသည်ပြီးခဲ့ပြီလားဟိတ်ကောင်မလှွနှွယ်ကပြုံး၍ခေါင်းငိမ့်လျက်မနေ့ကအမေလာသေးသလားဟိုမေးလိုက်သည်မလာဘူး မျိုးပဲနဲ့ပေါ်ပြီးခဲ့တယ်မပြီးပါဘူးအေးလဲတဝက်ကိုမျိုးဆယ်ပေါ်ကုန်အောင်တဏီကုန်ဆိုက်ရတယ်ခြောက်မှုရခဲ့တယ်အားမရတော့လေတန်းဖြစ်ညီးတွား၍မြတ်တင်ပေါ်သို့ရေးပေါင်းမကြအောင်ခမောက်ဖျားကရေများကိုလက်နှင့်သိမ်းပြလိုက်သည်တဖြည်းဖြည်းနဲ့နောက်တော်တက်လာမှာပေါ့အေးလဲထဲမှာထမင်းစားလို့ရောမြင်ရလားမြင်တာပေါ့အေး ချမ်းချမ်းနဲ့ဆဲလိတ်တောက်လို့လဲကောင်းလိုက်တာအေးမငင်းရင်တို့မအေးတင်တို့တော့လယ်ထဲမှာစိုက်နေတော့မယ်နေစားသမားတွေကောက်ဆိုင်မလွတ်သေးဘူးငါသာနေမဆောင်ခင်ပြန်လာတာညို့ကိုပြောစရာရှိလို့လှနွယ်ဤနှုတ်ခမ်းများသည်တဆက်ဆက်တုံ၍နေလေသည် ရှင်ဘက်ပေါ်တွင်လက်ရှက်လျက်ပခုံးနှစ်ဖက်ကိုတင်းတင်းဖဲ့၍စုပ်ကိုင်ပြီးရက်နေလေသည် ကိုဘော်ကတရောင်းတောင်ယူကြနေသည် ရေပေါတို့သည်တဲနောက်ဘေးအဖီအောင်မြေကြီးပေါ်တွင်အိုင်ထုံးလျက်ရှိသည် အမေကိုပတ်စံပေးလိုက်မှဆိုလို့လာပြောတာအေးရဲ့အမေမသိစေနဲ့နော်အေးပါငါလည်းအဖျားမတက်တော့ဘူးကောက်ဆိုင်စင်တော့ငါပေးပါမယ်အေးအေးပြန်အောင်မအမေမျောနေမယ် တဲနောင်ဖေးကကဒင်းမော်ရင်ချထားခဲ့သည့်ထမင်းကြိုင်နှင့်မုတ်တတာဘူးကိုကောက်ယူကလဲကစင်းယိုအတိုင်းလဲခွက်တွေကိုကြော်၍ခတ်တုံတုံလျှောက်ပြန်လာခဲ့သည်လမ်းတွင်လဲခွက်တွေထဲ၌တွေးသည်မမြင်သည်မတို့စရာပင် တွေကိုနှုတ်ယူသွားလေသည် ရှည်တဲ့တွင်စိမ့်လဲလဲထွန်းတောင်မျောပေါင်နေသောမှုနှတို့ဖပောင်း ကညွန်တက်ပြားကရောက်ဆန်စားသည့်တို့စရာညွန့်တွေကိုဝမ်းသာအားရစွာလိုက်ချိုးရင်းထမင်းစာလာတော်သည်တနေ့လုံးပေမန်းခဲ့သည်မညငပိရည်နှင့်တို့စရာသာစားရတော်လဲထောင်းသွင်းလိုက်သလိုပင် ထမင်းမြိန်လာသည်ညာအိပ်၍လဲကောင်းသည် ကောက်ဆိုင်မှစားလို့အိပ်လို့ပိုကောင်းတယ်ဟုလှနွယ်ကပြောတတ်လာလေသည် တလားလောက်စိုက်မိသောအခါလက်ညီလာ၍နေစားပြောင်း၍စိုက်နိုင်သွားပေသည်ခတ်ဝေးဝေးကဖုံးတော်ကြီးတောင်းစီမှတုံးခေါက်တန်းကြီးစီတန်းကိုကြားရလျင်မွန်းတဲ့ပြီးဖြစ်၍လေထဲမှ ထမင်းစာတက်ကြရလေသည်ထမင်းတောင်းကြီးသည်ကဒင်းပေါ်၌အငွေတစ်ထောင်ထောင်ထနေလေသည် ပဲဟင်းအိုကြီးငပိရေအိုငယုတ်တီးမုံအိုပဲရေဘွားတစလုံးနှင့်တို့စရာဘန်းတို့ကိုလဲထွန်းသမားစရင်ငါကဆိုင်းနေထမ်း၍ယူလာသည်အာလုံးဝိုင်းအောင်ကတယောက်တလဲခူးခန့်၍ကဒင်းပေါ်၌ထိုင်စားကြသည် ထမင်းမစားခင်အမဲကြီးတယောက်ကတန်ပကံများတဲ့တွင် ထမင်းဟင်းထဲ့၍ပကံကိုမြောက်ခါပတာလိုက်သည် ပိုင်းရဆိုင်ရအရှင်သခင်များတင်ပါတယ်မြောက်ပါတယ်ကောက်ဆိုင်တုံးကလေးအမိုင်းမဲတွေပြောတာဆိုတာဝေးမယူပါနဲ့အရှင်ကြီးတို့တင်မြောက်ပြီး၍ပကံများတဲကထမင်းဟင်းကိုနှိုက်ခါဟိုဘက်ဒီဘက်လှမ်းပက်လိုက်ပြီးမှအားလုံးစုဝေးပြီးထိုင်စားကြလေသည်ကောင်းကင်၌အုံ၍ညို့ညို့မှိုင်းလာသည် တိမ်ငယ်တွေဆိုလျက်တိမ်ကိုညူရောင်စင်က မှုံဤဝိဝေနေရမှာတမိုးလုံးမဲလာလေတော်သည်မြေမြန်စားဟိတောင်ဘက်ကမိုးညိုလာပြီပြောရင်းဆိုရင်းပင်မိုးလေတခွေမှပဲ့တင်ထချုံလိုက်သည် မိုးချင်းတန်နှင့် မိုးပေါက်တွေတပေါက်ပေါက်ကျလာလေသည် ထမင်းစားနေကြသော ကောက်ဆိုင်သမားတွေမှစားရင်မတ်တန်ခမောက်ဂရူးတွေကိုပြေးယူ၍စောင်းကြရသည် ခေါင်း၌ဆောင်းထားသည့်ခမောင်းအောက်သို့ထမင်းပကံများကိုမိုးလုံအောင်တွင်းစားရသည်ဟင်းခွက်ငပိခွက်ထဲတွင်ချက်ချင်းပင်မိုးပေါရေတွေပြည့်ရှံကစီးကြနေသည်လှနွယ်လဲပါဇက်ထဲသို့ထမင်းလုတ်ကို တလုံးပြီးတလုံးဂမန်းကရန်ပလုံပလောင်းတွင်းရ၍လဲချောင်းနင်းသွားလျာမိုးရေရောနေသည့်ပဲဟင်းရေကိုတောက်ချရလေသည် စလုံးထဲတွင် စီပူလိမ့်ထားသည့်ပဲရီပွား၌ပါလီဟန်ကပ်နေသည့်စီကလေးများမှရေထဲတွင်ဝေးလျက်မျောပါသွားကြသည်မြတင်မှငပိခွက်ကြီးကိုမိုးရေများကြားမှလှန့်ခတ်ရင်းအကုံတက်တောင်အောင်စားထိုးထားတာမိုးရေဝင်တော့အတော်ပဲတော့ဟုပြောလိုက်သည် မိုးမှဆဲပဲမဆဲနိုင်တော့တဲတဲမဲမဲကြီးရွာချနေလေသည် ဟင်းခွက်ထဲတွင် ရေတွေဝင်းကျင်တိုင်းဝင်နေခြင်းကိုမြည်သူမြမတတ်နိုင်ကြပေ။ဒီအတိုင်းပင်ကြည်နေရပြီးတယောက်တလေလူခန့်စားကြရသည်။လှနယ်မှာဘိုက်ပြေအောင်စားပြီးသွားသောအခါအယိုးတွေကွဲမတန်စိန်ချမ်းလာလေသည်။တကိုယ်လုံးရွှဲနေနေရတွင် ထမင်းစိတ်တက်၍ပိုချမ်းလာသည်ဟုထင်မိသည်။ ဖက်ပေါ်တွင်စက်ကူတစ်ထပ်ပတ်၍စက်ကူဘက်ဆေးလေးကို ချမ်းချမ်းနှင့်ဖွာရှိုက်တောက်လေသည်လက်ချောင်းများမှာပဲကြီးတွန်းလျက်ထုံကျင်နေ၍ကောက်ဆိုင်လျင်ကောက်ဖက်ဖန်နိုင်အောင်ဆေးလေးမီနှင့်ကပ်ပေးရသည်မြတင်ကအဖျားပြောက်ခါစားရှိသေး၍ဒီလောက်တောင်ချမ်းအေးဆက်နေတာမဖြစ်ဘူးအေးဆိုပြီးပြန်သွားလေသည် ထမင်းစားပြီးတအောင်တနာနားနေကြပြီးနောက်လဲခွက်ထဲသို့ပြန်၍စင်းကြရလေသည်မိုးသည်တဲရမှဆဲသွားလေသည်မိုးဆဲသွားသောအခါလဲခွက်ထဲတွင်ရေများရှန်နေ၍ဖောက်ထုတ်ပေးရသည်ညနေဆောင်တွင်မိုးတိတ်သွားလေသည်နေအောင်ကြီးကလေးထိုးလာ၍တကွင်းလုံးမှာစိမ့်နေတော်သည် စိုက်စာပြိုးပင်တို့ကအမြင့်မတွေခင်ဝါကြံနေလေသည်၃ရက်လောက်ရှိမှ ထိုအပီများစိမ့်ထောင်လာပေသည်လေးမှာဒလဲချမ်းတိုက်ခိုက်လျက်ရှိလေသည်မျိုးပင်တို့မှာလေးတိုက်ရာတို့ရင်းသွားကြပြီးလေးလွန်သွားမှ ပြန်ထောင်လာကြသည်လှနွယ်သည်ခေါင်းမထူပဲစိုက်နေလေသည်ခါနာမန်းပင်မတီတော်ပေ လှနယ်တယောက်ဇွဲရှိသည် ကောင်းဆိုင်ကောင်းသည်ဟုနမ်းမီကောင်းရအောင်ကြိုးစားဆိုင်လေသည် ရွာထဲ၌ကောင်းဆိုင်လိုက်ခေါ်နေသည့်လယ်သမားများသည် ကောင်းဆိုင်ကောင်းသူကိုရွေ့၍အလူးအယဲဈေးပို့ပေးခေါ်တတ်ကြပေသည်လာရောက်နာဆင်အားပေးသူအလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ခန်းဆက်ကလေးတွေမှာ ပြန်လည်ဆုံတွေ့ကြမယ်နော် အားလုံးဘေးကင်းကျန်းမာကြပါစေ။